ကိုရှူကိုပန်ကိုဖော်ရစ်စီကိုစားမိပြီးမရှုံနိုင်မခင်နိုင်ဖြစ်နေတဲ့ရုရှား2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာရုရှားဟာယူကရိန်းကိုကျူးကျော်ခဲ့တာပါ။၃ရက်တွင်းအောင်ပွဲခံမဲဆိုတဲ့ယုံကြည်ချက်မာနတွေနဲ့ကျူးကျော်ခဲ့တာဖြစ်ပါတယ်။ KF ကို82နှစ်အတွင်းတိမ့်ပိုင်းနိုင်မယ်လို့သူတို့ကပြောခဲ့ကြတာပါ။ရုရှားရဲ့စေးစွမ်းရာကမ္ဘာပေါ်မှာဒုတိယအင်အားအကြီးဆုံးဖြစ်တမ်းမှခံထားရတာဖြစ်လို့သူတို့ဒီလိုပြောခဲ့တဲ့အချိန်မှာယုတ်တိကရှိနေခဲ့ပါတယ်။ဒါပေမဲ့၃နှစ်ကြာမှတော့ရုရှားဟာယူကရိန်းရဲ့20ရာခိုင်နှုန်းကိုသာတိမ့်ပိုင်းထားနေခဲ့တာပါ။ အရေးအတွက်ဒဏ်ရာရသေဆုံးစစ်သားတပ်သားနီးပါးလောက်ကိုစတေးထားရပါတယ်။ဒါက၃နှစ်အချိန်နေပဲရှိသေးတာပါ။2022ခုနှစ်ဖေဖော်ဝါရီလအကဲဖြတ်ချက်မှာရုရှားဘီဂရန်နစ်ကယူကရိန်းပိုင်နက်4200စတူရန်ကီလိုမီတာခန့်သိမ်းပိုက်ခဲ့ပြီးအများစုကဒိုနက်စ်ဒေသမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒီ area ကအမေရိကန်ပြည်ထောင်စုရဲ့အသေးဆုံးပြည်နယ်ဖြစ်တဲ့ Root Island ထက်နည်းနည်းပဲပိုကြီးတာပါ။အနိုင်ရှင်ကြီးမဲဆိုရင်တော့4200စတူရန်ကီလိုမီတာဟာယူကရိန်းရဲ့စစ်စုပေါင်းပိုင်နက်အရွယ်အစားရဲ့3.6ရာခိုင်နှုန်းလောက်ပဲရှိနေတာဖြစ်ပါတယ်။ Forbes Magazine က2025ခုနှစ် April လဆိုင်အင်းတွေနဲ့ကိုရိုင်းလိလာတုံ့တမှုပြုလုပ်ခဲ့ရမှာရုရှားကနေမီ68စတူရမ်မိုင်ခန့်သာတည်ယူနိုင်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ဒီနောက်တိုင်းသာဆက်သွားနေတော့ယူကရိန်းကိုတည်နိုင်ဖို့နဲ့230လောက်ထက်ကြာသွားမှာပါ။အဲဒီအတွက်ရုရှားစစ်သားတန်း100လောက်ကိုလည်းစေးရအောင်မဖြစ်ပါရယ်။ဆိုင်ရင်တွေရဆိုရင်တော့စစ်ပွဲအချိန်ကြာလာလေးလေးရုရှားအတွက်ပိုဆိုးလာလေးလေးဖြစ်သွားမှာပါ။ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့နောက်ဆုံးအချက်အလက်တွေအရရုရှားတပ်ဖွဲ့ဝင်တွေဟာ2022ခုနှစ်ဖေဖော်ဝါရီလကတည်းကစစ်သား9,500ခန်းအထိနာခဲ့ရတယ်လို့သိရပါတယ်။ရုရှားကအာဖဂန်နစ္စတန်က10နှစ်ကြာစစ်ပွဲအတွင်းစစ်သား1,000ခွဲလောက်ဆုံးရှုံးထားခဲ့ရတာပါ။ဒါပေမဲ့ယူကရိန်းမှာတော့3နှစ်အတွင်းအစား60ကျော်အထိနာသလိုဖြစ်နေခဲ့တာပါ။နောက်ပြီးရုရှားမှာစစ်မှုထမ်းနိုင်တဲ့အတိုက်အခံကလည်းရှားပါးနေပါပြီ။ဆိုဗီယက်ယူနီယံပြိုကွဲကလေးကဖြစ်လာတဲ့ဇီးပွားရေးအကြက်တဲတွေကြောင့်အိမ်အောင်ပြုံနှုံးခလေးမွေးဖွားနှုံးတွေနိုင်ကြခဲ့ရတာတွေလည်းရှိပါတယ်။ အကျိုးစားအနေနဲ့လက်ရှိမှာစစ်မှုထမ်းနိုင်တဲ့အသက်အရွယ်ကရှားပါးလာတာပါပဲ။နောက်ပြီးစစ်မှုတန်းကိစ္စကနေလော့အောင်နိုင်ငံကနေထွက်ပြေးကြတဲ့အရေးအတွက်ကလည်း၉သိန်း၂000လောက်ရှိပါသေးတယ်။ဒီအရွယ်တွေကအလုံးလုံးနိုင်တဲ့အရွယ်တွေဖြစ်လို့ရုရှားအတွက်လူသားချင်းမြေဆုံးရှုံးမှုတွေဖြစ်ခဲ့ရတာပါ။ဒီစစ်ပွဲကိုစားခဲ့ချိန်မှာရပိုင်တွင်ယူကရိန်းကဖြိုလဲသွားလိုက်မယ်လို့ပဲယူဆခဲ့ကြတာဖြစ်ပါတယ်။အင်အားသုံးပြီးကျူးကျော်ရဲရဲဆက်ဆက်ချိန်မုံလိုက်ရင်ယူကရိန်းကအလျှော့ပေးရမှာပဲဆိုပြီးဇလန်းစားခဲ့တာပါ။ဒါပေမဲ့ထင်တယ်လို့ဖြစ်မလာချိန်မှာတော့ရှေတိုးရခက်နောက်ဆုံးရခက်တဲ့အခြေအနေတွေဖြစ်လာခဲ့ပါတယ်။ စစ်ဘက်ဆိုင်ရာအခဲဖြတ်အဖွဲ့ CSIS ရဲ့2024ခုနှစ်စက်တင်ဘာကထုတ်ပြန်ခဲ့တဲ့အစင်ခံစာထဲမှာတော့ရုရှားရဲ့စစ်ရေးစီစဉ်မှုတွေက27ရာစုရဲ့အကြီးမားဆုံးထောက်လန်းရေးဆိုင်ရာကြာရှုံးမှုလို့ဖော်ညွှန်းထားခဲ့တာပါဒီသုံးသပ်ချက်ကိုတခြားစစ်ဘက်ဆိုင်ရာအခဲဖြတ်အဖွဲ့စည်းတွေကလည်းထောက်ခံခဲ့ကြပါတယ်အဓိကကတော့စစ်ပွဲကိုမြန်မြန်ပြီးမယ်ထင်တဲ့ယုံကြည်ချက်ကြောင့်ဖြစ်လာခဲ့ရတာလို့ဆိုထားတာပါပြောရရင်ရုရှားဟာသတင်းကြီးတလောက်မစွမ်းဆောင်နိုင်ခဲ့တာပါပဲ အဲဒါကြောင့်စစ်ပွဲရဲ့အရေးကြီးတဲ့ပထမဆုံးလအနေငယ်အတွင်းမှာရုရှားကအနိုင်ရသလိုဖြစ်ခဲ့ပေမဲ့အချိန်ကြာလာတဲ့အခါမှာတော့ပြင်းထန်တဲ့ထောက်ပံ့ရေးပြက်လက်မှုတွေဖြစ်လာခဲ့ရပါတယ်။ဟိုစတိုမဲလီစိတ်တိုက်ပွဲမှာတော့ရုရှားဟာကက်သစ်စစ်ပွဲရဲ့အတွက်လိုင်လုံးကြီးတွေလှုပ်ရှားနိုင်စွာနေပါနေရဆိုတာပေါ်လင်ခဲ့ပါတယ်။နောက်ပြီးသူတို့တင်ထားတဲ့နေမီတွေယူကရိန်းကပြန်သိမ်းနိုင်ခဲ့တဲ့ကိစ္စတွေလည်းရှိလာခဲ့တာပါ။ဒါနဲ့ရုရှားဝါရဖျန့်ချီရဲ့ line တွေထဲမှာတော့သူတို့ကပဲအသာစီးရထားသလိုပုံဖော်နေခဲ့ပါတယ်။တကယ်တော့သူတို့ကအသေးစားအောင်မြင်မှုတွေကိုပဲပြနိုင်ခဲ့တာပါ။ ။စားရက်ပေါ်မှာဆိုရင်ရုရှားကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံစည်းရင်းမှာစက်တင်နေရာမှာရှိနေပါသေးတယ်။ဒါပေမဲ့အပေါ်ရံကိုဖယ်ရှားလိုက်ရင်ပြဿနာကရှိနေကြတာပါ။အနောက်တိုင်းရဲ့ဖိတ်ဆိုအရေးယူမှုတွေကရုရှားရဲ့ဤပညာမင်ကဏ္ဍတွေကိုဖျက်ဆီးခဲ့ပြီးဘန်စနစ်ကိုထိခိုက်စေကကမ္ဘာဈေးကွက်ကနေကွဲကွာသွားစေခဲ့ပါတယ်။နောက်24ခုနှစ်ကုန်ပိုင်းမှာရုရှားငွေကြေးရူဘယ်ဟာအမေရိကန်ဒေါ်လာနဲ့နှိုင်းယှဉ်ရင်23ရာခိုင်နှုန်းတန်ဖိုးကျဆင်းခဲ့တာပါ။နောက်ပြီးစီးပွားရေးအဆိုးရွားဆုံးတိုက်ရောက်မှုကရုရှားရဲ့စစ်ပွဲစီးပွားရေးကိုပြောင်းလဲလိုက်တာကနေလာတာပဲဖြစ်ပါတယ်။ ဒေါ်လာချက်တွေရရုရှားဟာအစိုးရဘတ်ဂျက်ရဲ့40ရာခိုင်နှုန်းလောက်ကိုကာကွယ်ရေးအတွက်သုံးစွဲနေတယ်လို့ခန့်မှန်းရပါတယ်။ဒီအချိန်တွေကစီးပွားရေးကိုရေရှည်တည်တံ့နိုင်တဲ့အဆင့်မဟုတ်ပါဘူး။ဒီအချိန်တွေကိုပုံပြီးဆိုးရွားစေတာကရုရှားရဲ့အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့စွမ်းအင်တင်မမှုတွေဟာရေရှည်မှာကြာဆင်းလာနိုင်တာပဲဖြစ်ပါတယ်။ဥရောပသမဂ္ဂက2022ခုနှစ်ကလေးကရုရှားတန်ခိုးရေးပေါ်မှီခုံမှုကို30ရာခိုင်နှုန်းကျော်ရှော့ချခဲ့တာပါ။အဲဒါကြောင့်ရုရှားကတရုတ်နဲ့အိန္ဒိယတို့ကိုပဲအားကိုးနေရပါတယ်။အဲဒါတော့မှရှော့ဈေးတွေနဲ့ထိုးယောင်းနေရတာပါ။ ဒီကြားထဲမှာအလौဒမားအင်အားပြက်လက်မှုတွေနဲ့လည်းကြုံလာရပါတယ်။အချိန်တွေရရကရုရှားအတွက်အလုပ်လေမြုပ်လေဖြစ်နေကြတာပါ။ဒီစောစောရင်းနေဆိုရင်တော့စေပွဲအပိတတ်နိုင်မှုကလည်းအဝေးကြီးလိုနေသေးတာဖြစ်ပါတယ်။နျူကလ িয়ার လက်နက်တွေထုတ်သုံးမယ်ဆိုရင်နေတိုးနိုင်ငံတွေကတုံးပြန်လာနိုင်တဲ့ကိစ္စကိုထဲထွက်ရမှာပါ။နောက်ပြီးနျူလက်နက်တွေထုတ်သုံးဖြစ်မယ်ဆိုရင်အဲဒီနေရာတွေကလုံနေထိုင်လို့တင့်တော်တော့မှာမဟုတ်ပါဘူး။အဲဒါကြောင့်ပူတင်နေနဲ့နောက်တစ်ခုကိုပဲရွေးချယ်ရမှာပါ။အဲဒါကတော့ယူကရိန်းကနေစုခွာခြင်းပါပဲ ဒါပေမဲ့ဒီစစ်ပွဲစတင်ခရက်ကရုရှားဟာတရားဝင်မှုဆိုတဲ့စကားကိုထည့်လဲသုံးပြီးအခြေခံထားတာပါဒီထိမဆုတ်ခွာလိုက်ရင်ပူတင်လည်းမာနာတိခိုက်မှာဖြစ်တယ်လို့ရုရှားထိတ်တန်းအလွာတွေထဲမှာလည်းအကွဲပြက်ကိစ္စတွေရှိလာနိုင်ပါတယ်။ဒီအချိန်ကရင်ပူတင်ရဲ့အနာဂတ်ကလည်းတည်ကြတော့မှာမဟုတ်ပါဘူး။ဒီနေ့လန်းတွေအပြင်ထပ်ပြီးရွေးချယ်လို့ရတာတော့ငြိမ်းချမ်းရေးသဘောတူညီချက်ပါပဲ။ဒီကိစ္စမှာလည်းအရေးကြီးတဲ့အဖေးယူတွေရှိရအောင်ပါပါ။ဒါပေမဲ့ဒီလောက်ထိခံတိုင်းလာခဲ့တဲ့ယူကရိန်းကထော်ယုံနေတော့အဖေးယူလို့မှာမဟုတ်ပါဘူး။ယူကရိန်းရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကနေမြေအလုံးကိုပြန်လည်ရရှိဖို့ ဖြစ်နိုင်ရင်ခရိုင်းမီးယားအပေါ်ဝင်နေတိုးကနေလုံခြုံရေးအာမခံချက်တွေရရှိဖို့လိုလားတာပါယူကရိန်းကနယ်မြေကိုဆုတ်လုပ်ခဲ့ရင်တော့ဇာလန်စကီကနေတိုးရဲ့အာမခံချက်ကိုသူ့ရဲ့ထိုက်တန်းဦးစားပေးယူရတာတခုဖြစ်အလေးထားတာပဲဖြစ်ပါတယ်နောက်ပြီးရုရှားကလည်းဒီစစ်ပွဲကိုတရားဝင်စစ်ပွဲဖြစ်တာလို့ကြွေးကြော်ထားသူဖြစ်ပြီးဒီရည်ရည်မှုကိုထိခိုက်စေတဲ့သဘောတူညီမှုကိုလက်ခံနိုင်မှာမဟုတ်ပါဘူး။အချိန်မေးပြန်သိမ်းလို့ရတဲ့မူဝါဒတွေခြံထားနေတာပါ။ပထဝီနိုင်ငံရေးနဲ့ဆက်ဆံရေးတွေကလည်းဒီကိစ္စတွေကိုပိုပြီးရှုပ်ထွေးစေနေတာပါ။ တမနာတော်နေထရန့်အစိုးရရဲ့ယူကရိန်းပေါ်မတည်မငြိမ်ချဉ်းကပ်မှုကတန်တမန်ဆက်ဆံရေးကိုလည်းထိခိုက်စေခဲ့ပါတယ်။နောက်25ခုနှစ်ဖေဖော်ဝါရီလမှာထရန့်ကဇာလန်စကီနဲ့တိုက်ရိုက်တွေ့ဆုံပြီးယူကရိန်းနယ်မြေတချို့ကိုရုရှားစီကိုပေးရမယ့်ငြိမ်းချမ်းရေးအစီအစဉ်ကိုအဆိုပြုခဲ့တာပါ။ဒီအချိန်မှာနှစ်နိုင်ငံဆက်ဆံရေးကလည်းအေးဆက်သွားပါတယ်။နောက်ပိုင်းမှာရုရှားယူကရိန်းကိစ္စကိုဝန်ကြီးပေးနေတဲ့ထရန့်လည်းငြိမ်းချမ်းရေးဆွေးနွေးပွဲကနေနောက်ဆုတ်သွားခဲ့တာပါ။ဒီကြားရဲမှာကနအူအဖြစ်ခက်ရက်စဲရေးကိစ္စတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ရုရှားကပဲချိုးဖောက်နေခဲ့လို့အလုံးမဖြစ်ခဲ့ပါဘူး။ ပြောရရင်ရုရှားကသူ့ပြော်ရဲမှာသူပိတ်မိနေကြတာပါစစ်ကိုလည်းနိုင်အောင်မတိုင်းနိုင်နောက်ဆုံးဖို့လည်းမတက်နိုင်ရញ្ញရင်သဘောတူညီချက်လည်းမယူနိုင်ဖြစ်နေတာပါပဲတပတ်မှာလေယူကရိန်းစစ်ပွဲကြောင့်နေတိုးဖွဲ့ဝင်နိုင်ငံတွေလည်း GDP ရဲ့နှစ်ရာခိုင်နှုန်းကိုစည်ရေးထွက်သုံးဆွဲလာကြပါတယ်ဖင်လန်နဲ့ဆွေဒင်တို့လိုအဖွဲ့ဝင်တင်နိုင်ငံတွေရှိလာသလိုဖင်လန်နဲ့ရုရှားကြားကမိုင်း၈၀၀နေဆက်ကိုနေတိုးဖွဲ့တွေလက်လန်းမိလာနိုင်ခဲ့ပါပြီကမ္ဘာအခြေစုံစီးပွားရေးနိုင်ငံတွေကတခုဖြစ်တဲ့ဂျာမနီကလည်းအမျိုးသားကာကွယ်ရေးအတွက်ရန်မုံငွေတွေတိုးမြင့်ခဲ့ပါတယ် ဝါဆော့ပတ်ဖွဲ့ဝင်ဖြစ်ခဲ့မှုတဲ့ပိုလန်ကလည်း Standing Army ဆိုတဲ့အမြဲတမ်းတက်မတော်ဖွဲ့စည်းဖို့စီစဉ်နေတာပါဆူဒီနဲ့ဖင်လန်တို့ကတော့သူတို့ရဲ့စစ်ဘက်ဆက်မှုလုပ်ငန်းတွေကိုအရှိန်မြှင့်နေပါတယ်နောက်ပြီး American ဗြိတိန်စစ်ဘက်ဆိုင်ရာ Gun Trader တွေနဲ့ပူးပေါင်းပြီးလက်နက်တွေထုတ်လုပ်နေကြတာပါအရင်ကရုရှားကတန်တမန်ရေးရာအရလေးသားခံရတဲ့နိုင်ငံဖြစ်ပေမဲ့လက်ရှိမှာတော့အဖေကနိုင်ငံအဆင့်ဖြစ်နေပါတယ်။အကြီးဆုံးကုန်သွယ်ဘက်ဖြစ်ခဲ့တဲ့ EU ကလည်းရုရှားကိုဖယ်ချင်ထားခဲ့တာပါ။အဲဒါကြောင့်ရုရှားလည်းတရုတ်တို့အင်ဒိယတို့ကိုပဲအားကိုးနေရပါတယ်။ နယ်ရွန်29ခုနှစ်ဖေဖော်ဝါရီလမတိုင်ခင်အထိရုရှားရဲ့စစ်တပ်ကကမ္ဘာဒုတိယအင်အားအကြီးဆုံးအဖြစ်သတ်မှတ်ခံထားရတာပါစီးရဲလိလာသူတွေရဲ့အဆိုအရရုရှားကစစ်တီအင်အား73သိန်း2000အရန်တသား2သန်း3600တောင်းလေရင်4000လောက်ပိုင်းဆိုင်ထားရဆိုပြီးသိရပါတယ်ဒါပေမဲ့ကမ္ဘာဒုတိယအင်အားကြီးမှအဆုံးစစ်တပ်ကဒေငယ်ရဲ့အင်ဒီဂျင်နိုင်ငံကိုကျူးကျော်တဲ့အခါမှာဒီကိန်းကနေတွေကတည်ရေးမကြီးတော့ဘူးဆိုတာပေါ်ပေါက်လာခဲ့တာပါကြောက်ရွံ့မဲ့ကောင်းတဲ့ရုရှားအစားဗျူဟာမာရီဆုံးရှုံးမှုတွေပဲပိုထွက်လာခဲ့ရပါတယ် အထူးသဖြင့် hostel မဲလေးစိတ်တိုက်ပွဲမှာလုံးဝကြာရှုံးခဲ့တာမိုင်40ရှိတဲ့တန်ကြာကတပ်ဖွဲ့ကစီကုံပြီးရှေးမဆန်နိုင်တော့တာခြေလင်တပ်ဖွဲ့အထောက်အပံ့မပါတဲ့ရုရှားတင်ဟာတက်ကယူကရိန်းတွင်ရေကူတဲ့ပြင်းမှတ်တွေဖြစ်ခဲ့တာနောက်ပြီးတချို့တိုက်ပွဲတွေမှာစစ်သူတွေကိုဦးစားပေးအုံပြုရင်းထိခိုက်ကုန်တာလမ်းကျမ်းမှာအဆင်မပြေတဲ့တာယာတွေကြောင့်ထောက်ပံ့ရေးကြန့်ကြာတာယူကရိန်းလေတောင်းကာကွယ်ရေးကိုမချော်နိုင်တဲ့လေကြောင်းစွမ်းရည်တွေဒုတိယကမ္ဘာစစ်ပြီးကလေးကပြတိုက်ပို့ထားရတဲ့ D62 D55 D34 လေယာဉ်တွေကိုထုတ်သုံးလာရတဲ့အချက်တွေကရုရှားကဘလောက်ပယံပရာဖြစ်နေလဲဆိုတာပေါ်ပြနေပါတယ်။နောက်ပြီးခင်မီပါတွေလို့ကြွားလုံးထုတ်ထားတဲ့ D90M တင်ကားတွေကလည်းခြွေရင်းချက်တွေရှိလာတာကိုတွေ့ရပါတယ်။လေမော်က GPS unit တွေကို dashboard ပေါ်မှာတိတ်နဲ့ကန်ထားရတဲ့မြင်ကွင်းတွေ D40 Armada တင်ကားတွေကို2023မှာထုတ်သုံးခဲ့ပေမဲ့ပြန်ပြောက်သွားခဲ့ရတာ။ Su-57 အတန်းလေးလေယာဉ်တွေကရန်သူပိုင်နယ်တွေဝင်မရပဲအဝေးကနေသာဖုံးကျဲခဲ့ရတာတွေလည်းရှိခဲ့တာပါ။ ရုရှားမှာဖန်တီးထားတဲ့အာနာရှင်စတိတ်ရဲ့အစိုးရရဲ့အားနည်းချက်တွေကတခုကတော့ပူတင်ရဲ့ခေါင်းဆောင်မှုပေါ်မှာလုံးဝမတည်နေတာပါပဲ။ကျွမ်းကျင်သူတွေကတော့ဒီလိုအခြေအနေဟာအာနာရှင်အာနာဒီမဲနေသူတွေသာဆက်လက်တည်ထောင်နိုင်တယ်လို့ဆိုထားပြီးနိုင်ငံတကာလုံးရဲ့ရေရှည်တည်ထောင်မှုကိုပြင်းထန်စွာထိခိုက်စေနိုင်တယ်လို့ဖော်ပြခဲ့တာပါ။ဒီတောင်းကိုခရမလင်ရဲ့အကြံပေးဖြစ်ခဲ့ပြီးလက်ရှိဘီဘာမာနေထိုင်တဲ့ကပဲပါလော့စကြီးကလည်းထောက်ခံခဲ့ပါတယ်။သူရဲ့ပြောစကားအရဆိုရင်တော့ရုရှားထိပ်ပိုင်းလွှာတွေထဲမှာလည်းအချင်းပြချားသားမှုတွေဖုံးလွှမ်းနေပြီး တို့တိုင်ဝမ်ကြီးမပြိုလဲအောင်ကြားခံထားရတယ်လို့ပြီးခဲ့ရတာပါပြောရရင်စီးရဲလေးချင်းမှုအစီရင်ခံစာတွေမှာလေတကယ်စွမ်းဆောင်ရည်တွေကိုဖော်ပြထားတာမဟုတ်ပဲပြားလို့ကောင်းလူကြီးကြိုက်လှုပ်ထားခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ဇာယပေါ်မှာစေရင်ရတွေကောင်းနေပြီမြင်တကယ်တမ်းကျတော့အားနည်းချက်တွေရှိနေတာအများကြီးပါပဲအဲဒါကြောင့်အခြေတင်တိုက်ပွဲဖြစ်လာချိန်မှာတော့စေရင်ရမလုံလောက်တာတွေထောက်ပံ့ရေးချိုးယွင်းတာတွေဖြစ်လာရတာပါဒီအတိုင်းသာဆက်သွားနေတော့ရုရှားဟာစီးပွားရေးပြိုလဲမှု နိုင်ငံရေးကွဲပြဲမှုဆေးဘဆိုင်ရာပြိုခွဲမှုတွေအပြင်ဘဝအာဏာပြိုလဲမှုတွေမှာကြုံရနိုင်ကြောင်းကျွမ်းကျင်သူတွေကထောက်ပြထားပါတယ်။ဒီချိန်တိုင်းရှီရင်ဆွဲရုရှားကဆိုဗီယက်ယူနီယံကြုံခဲ့ရတယ်လို့ထပ်ကြုံရနိုင်နေတာပါ။အဲဒီကကြာရင်လေရုံးရင်းစံကအခြေအနေတွေထပ်ဖြစ်လာနိုင်ပါသေးတယ်။ဒါကြောင့်ရုရှားဟာယူကရိန်းမှာနိုင်နေတယ်လို့တစုံတစ်ယောက်ကပြောလာရင်အဆောက်ကိုပြန်သွားကြည့်ဖို့လိုပါတယ်။ရန်နေငယ်ပဲချာမယ်လို့ယူဆခဲ့တဲ့စစ်ပွဲ၃နှစ်အကြာမှာရုရှားဟာယူကရိန်းရဲ့၂၀ရာခိုင်နှုန်းကိုပဲထိန်းချုပ်ထားနိုင်ပါသေးတယ်။ စစ်သားတပ်တန်းလေးပါအထိနာခဲ့ရပြီးစီးပွားရေးကိုဖျက်ဆီးခဲ့ပါတယ်ဒီချိန်မှာရုရှားရဲ့ကုန်တိုက်ခါလဲကျလာခဲ့တာပါနောက်ပြီးအပေကန်ဖြစ်ခဲ့သလိုစစ်တီအင်အားရှာပါထောက်ပံ့ရေးနေပါတဲ့အခြေအနေတွေနဲ့ကြုံနေခဲ့ရတာပါပြောရရင်တော့စစ်ပွဲမဖြစ်ခင်ကထထောင်အခြေအနေစိုးသွားပါသေးတယ်အမှန်တရားကိုပြောရရင်ရုရှားအနိုင်နေတာမဟုတ်ပါဘူးဒုဘာသာသူဖန်တီးထားတဲ့ဗျူဟာမြောက်ဘေးအန်တွေထောင်ချောက်ထဲမှာပိတ်မိနေတာပါကောင်းတဲ့ရွေးချယ်စရာတွေလည်းမရှိသလိုရှင်းရှင်းလင်းလင်းထွက်ပေါက်လည်းမရှိပါဘူး ဒီစီပွဲကကြာရှည်လေးလေးရုရှားကိုရိုင်းအတွက်ဘေးအန်ဒရီပို့ပြီးကြီးမားလာလေးလေးပဲဖြစ်ကြောင်းဝေးများလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါရင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်